ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့တင်ဆက်ပေးသွားမယ့်ဇာကားလေးကတော့ဒီအာသာဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဇာလန်းလေးစာမပြောခင်မှာကျွန်တော်တို့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာဇာလန်းလေးက1945ခုနှစ်ကိုဇာအိမ်တည်ထားပါတယ်ဇာလန်းစာမှာ grace ဆိုတဲ့မျိုးသမီးတူဦးနဲ့သူမကလေးနှစ်ယောက်ဖြစ်တဲ့ Annie နဲ့ Nicole တို့ကဂျာစီမြို့မှာရှိတဲ့အိမ်ကြီးတိမ်ကိုပြောင်းလာခဲ့ကြပါတယ်ဆောင်းရွက်ကာလဖြစ်ပြီးတော့ကမ္ဘာစစ်ကြီးပြီးသွားခဲ့ပေမဲ့လည်း ပြင်သစ်နိုင်ငံမှာဆက်သွားတိုက်တဲ့သူမယောက်ျားကတော့အိမ်ကိုပြန်မရောက်လာနိုင်ခဲ့သေးပါဘူး။ဂရိကသူမကလေးတွေကိုဆောင်းရှောက်ဖို့နဲ့အိမ်တန်ရှင်းရေးလုပ်ဖို့အတွက်အစီအကံတွေငားခဲ့ပေမဲ့အလို့သမားတွေဟာရန်နှဲငယ်လောက်လုပ်ပြီးတဲ့အခါမှာအကြောင်းပြချက်မရှိဘဲနဲ့ထူးဆန်းစွာနဲ့အလုကနေထွက်သွားကြပါလေ။ဒီနေ့မှာတော့သူမအိမ်ကိုလူသုံးယောက်ကအလုလာလုပ်ဖို့ရောက်လာတာပါလို့ပြောပါရယ်။ပထမတော့ဂရိကသူတို့ကိုကြည်ပြီးတော့ထူးဆန်းနေပေမဲ့နောက်မှသူမမျိုးရဲမှာအလုကျင်ညာခိုင်းထားတာကိုတတိယပြီးတော့အိမ်ထဲကိုခေါ်လိုက်ပါရယ်။ သူတို့ကတော့ NDKD Angel Darne နဲ့စကားမပြောတတ်တဲ့ Lindia ဆိုတဲ့အကောင်မလေးတို့ပဲဖြစ်ပါတယ်။ Grey ကသူတို့၃ယောက်ကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်ပြီးတော့သူတို့လိုရမယ့်အလုပ်တာဝန်တွေကိုလိုက်ပြပါတယ်။ပြီးတော့ Grey ကသူတို့၃ယောက်ကိုလည်းဒီမှာသူမချမှတ်ထားတဲ့စည်းကမ်းတွေကိုဒေးစိတ်ပြောပါတယ်။သူမကအိမ်တကားတွေလိုက်ကာတွေကိုလည်းအမြဲတမ်းလုံခြုံအောင်ပိတ်ထားရမယ်လို့ပြောပါတယ်။သူမကလေးနှစ်ယောက်ကအပြင်နေအောင်ကြီးနဲ့တမ်းမတဲလို့ထိခိုက်မိရင်ပြင်းထန်တဲ့ရေပြားယောဂါဖြစ်တတ်တာကြောင့်လို့ရှင်းပြပါတယ်။ ပြီးတော့သူမကတိတ်တိတ်ဆိတ်ဆိတ်နေတာကြိုက်တဲ့အတွက်ကြောင့်ရေဒီယိုတွေတယ်လီဖုန်းတွေလည်းမရှိဘူးလို့ဆိုပါတယ်။ဂရေးရဲ့စည်းကမ်းတွေကအနေငယ်ကြောင်းတော်တော်နိုင်ပေမဲ့သူတို့၃ယောက်ကအလုပ်လုပ်ဖို့အတွက်သဘောတူလိုက်ကြပါတယ်။နောက်နေ့မနေ့ NDKT ကအကြီးအကဲအစည်းအဝေးအဖြစ်တာဝန်ယူပြီးတော့ကလေးနှစ်ယောက်ကိုမနှက်စာချွေးပါတယ်။အဲဒီချိန်အန်ဒီကသူမမေစိတ်ချမ်းမာရေးဖောက်တဲ့ချိန်ယူမိုက်တဲ့အလုပ်တွေလှုပ်တက်လို့အန်ဒီတို့ရောအရင်ဝန်ထမ်းတွေလိုခဏလေးအလုပ်လုပ်ပြီးတော့ထွက်သွားမှလားလို့မေးတော့ NDKT ကချက်ချင်းနားမလဲသေးပေမဲ့လည်းအတွက်သွားပါဘူးလို့အန်ဒီကိုနှစ်သိမ့်ပေးပါတယ်။ ဒီကိုလည်းကတော့အန်ဒီပြောတာကိုသူ့မိကြားသွားမှစိုးရိမ်နေတဲ့အတွက်သူ့မကိုထပ်မပြောတော့ဘို့ဩပြောလိုက်ပါတယ်။ဘေးကမှနေနေတဲ့ Grey ကဒါကိုကြားသွားပြီးတော့ကလေးတွေကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့မနှက်စာစားဖို့ပြောပါတယ်။ပြီးတော့အန်ဒီဂေတီကိုပြင်ဘက်ကိုခဏခေါ်သွားပါတယ်။ဒီနောက်မှာတော့ Grey ကအန်ဒီဂေတီကိုအင်ကြီးတွေအလုတ်ကြော်ညာစာထဲခဲ့တာမှန်ပေမဲ့သတင်းစာတိုက်ကမထုတ်ဝေတော့တာကြားပြီးဖြစ်လို့ဘာကြောင့်ဒီအင်ကြီးကိုအလုတ်လုပ်ဖို့ဆိုတဲ့အကြောင်းပြချင်းနဲ့ရောက်လာကြတာလဲလို့ပြောပါတယ်။အန်ဒီဂေတီကလည်း Grey ကိုနားလည်မှုလွဲသွားလို့အရင်တောင်းပန်လိုက်ပြီးတော့ တို့မိသားစုကအရင်အင်ရှင်တွေလက်ထက်ကလေးကဒီအိမ်မှာနှစ်ပေါင်းများစွာလှုပ်လှုပ်ဖူးခဲ့ကြပြီးတော့နှစ်တွေကြာတော့ဒီအင်ကြီးကိုတတိယတဲ့စိတ်နဲ့အလုပ်ပြန်လုပ်ဖို့လာခဲ့တာဖြစ်ကြောင်းနဲ့ဒီအင်ကြီးမှာအမြဲတမ်းအလုပ်လုပ်ဖို့နေရာရှိမယ်ဆိုတာသိလို့လာခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဂရက်ကအန်ဒီကေတီတို့မိသားစုကိုစာနာသွားပြီးတော့ဆက်ပြီးလှုပ်လှုပ်ဖို့ခွင့်ပြုလိုက်ပါတယ်။ထပ်ပြီးတော့ဂရက်ကဒီအိမ်မှာညာဘက်တွေဆိုရင်ထူးဆန်းတဲ့အရာတွေဖြစ်နေပြီးတော့လူတွေစကားပြောနေကြတဲ့အတန်တွေလမ်းလျှောက်တန်တွေငိုကြွေးတန်တွေကြားရကြောင်းအန်ဒီကေတီကိုပြောပြတော့ ူမလည်းတတိထားမိကြောင်ပြန်ပြောခဲ့ပါတယ်။ဂရေကမကြောက်တတ်ပေမဲ့သူမရဲ့ကလေးနှစ်ယောက်ကတော့ဒီအိမ်မှာတရေတွေရှိတယ်လို့ပြောနေကြလို့အန်ဒီကတိအနေနဲ့ကလေးတွေကိုဒီအိမ်မှာဝိညာဉ်တရေတွေမရှိတောင်ဖြောင်းပြပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်နေ့ရောက်တဲ့အခါမှာတော့ဂရေကအန်ဒီကတိကိုသူသမီးလိုင်ဒီယာကဘာကြောင့်ဆုံးဝသွားရတာလဲလို့မေးတော့အန်ဒီကတိကသူ့အတိတ်အကြောင်းကိုပြောပြဖို့စိတ်မပါတာကြောင့်အခန်းထဲကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ရုတ်တရက်ငိုတန်စူးစူးဝါးကြားလိုက်တာကြောင့်သူမသမီးအန်နာရဲ့ငိုတန်ထင်ပြီးတော့ချက်ချင်းပြေးကြည့်တော့မှပဲ အနာကခန်းထဲမှာစာလုံးနေပြီးတော့သမီးငိုတာမဟုတ်ဘူးလို့ပြောပြခဲ့ပါတယ်။ဒီခန်းထဲမှာဗီတာဆိုတဲ့တရေကောင်လေးတစ်ကောင်ရှိကြောင်းနဲ့သူ့ဘေကသူ့ကိုဒီအင်ကြီးကနေပြင်ပမှမထွက်ခိုင်းတာကြောင့်သူ့ဘေကိုစိတ်ဆိုးပြီးတော့ငိုနေတာလို့ပြောပြပါတယ်။ဂရေကတော့အန်နာပြောတာကိုမယုံကြည်ဘဲနဲ့နောက်ထပ်ဒီလိုစိတ်ကူးရင်စန်တာတွေထပ်မပြောဖို့သူသမီးကိုစူခဲ့ပါတယ်။ဂိုင်းအောင်တဲ့အချိန်အန်နာကသူ့မောင်လေးကိုတရေကောင်လေးဗီတာကခင်ကျင်တဲ့အကြောင်းပြောတော့နီကိုလက်ကလည်းသူ့မတမင်သူ့ကိုကြောက်အောင်ချောက်နေတယ်ဆိုပြီးတော့မောင်နှမနှစ်ယောက်ညင်းနေကြတဲ့အချိန် တဲကောင်လေးဗီတာကကိုတင်ပြပြီးတော့သူ့လက်ကိုလာကင်တော့နီကိုလန်လည်းငေးတဲ့ပောင်းကိုអော်လိုက်တာသူ့မိချားသွားပြီးတော့ချက်ချင်းသူ့ရဲ့အခန်းထဲကိုရောက်လာခဲ့ပါလေ။ဂရေးကအန်နာကိုပြစ်ပေးတဲ့အနေနဲ့ဘုရားဝတ်ပြုတဲ့အခန်းထဲမှာចန်းစာဖတ်ပြီးတော့အပြစ်ဖြေခိုင်းခဲ့ပါလေ။အန်နာကအပြစ်ဖြေခိုင်းတာကိုလက်ခံပေမဲ့ဒီအိမ်မှာသစီတွေကတော့တကယ်ရှိနေတာဖြစ်ကြောင်းသူ့မိကိုတေချာပြောပြပါလေ။ဒီလိုနဲ့တည့်ရမှာတော့အပေါ်တက်ကစူညံတန်တွေကြားရလို့ဂရေးကချက်ချင်းအပေါ်တက်တက်ကြည့်တဲ့အချိန်သူသမီးအန်နာကိုတွေ့လို့အကျိုးကြောင်းမေးတော့မှာပဲ။ ်အန်နာကသူမပြောလဲအမေယုံကြည်မှာမဟုတ်တဲ့အတွက်ကြောင့်မသိဘူးလို့ပြောတော့ဂရေကအန်နာကိုမှန်တိုင်းပြောရင်အပြစ်မပေးဘူးလို့ပြောခဲ့ပါတယ်အဲနောက်အန်နာလည်းခန်းတကန်းကိုလက်ညှိုးထိုးပြလိုက်ပြီးတော့အဲ့ဒီခန်းထဲမှာတယောက်ယောက်ရှိနေတယ်လို့ပြောခဲ့ပါတယ်ဂရေလည်းခန်းထဲသွားကြည့်တော့မှပဲလူတယောက်လိုပုံသဏ္ဍာန်ကသူမနားကနေဖြတ်သွားပြီးတော့တကားခွင့်ပြီးထွက်သွားတာကိုရိတ်ကနေတွေးလိုက်ရပါတယ်အဲရောမဂရေလည်းသူသမီးပြောတာကိုလက်ခံလာခဲ့ရပြီးတော့ဒီအင်ကြီးမှာဖြစ်နေတဲ့အကြောင်းတွေကိုမေးကြည့်ပါတော့တယ် အနာကတော့သူတို့တွေကမိသားစုလိုက်ရှိကြတာဖြစ်ပြီးတော့ဒီအင်ကြီးကိုသူတို့ပိုင်ချောင်းနဲ့အင်ကြီးကိုပြန်ပြီးတော့တင်းယူဖို့တိုင်ပင်နေကြတယ်လို့လည်းပြောပြပါတယ်။ပြီးတော့အနာကသူတို့မိသားစုပုံဆွဲထားတာကိုပြလိုက်ပြီးတော့ပုံထဲမှာလင်မယားနှစ်ယောက်ရဲ့ဖီတာဆိုတဲ့သူတို့ရဲ့သားလေးရဲ့အဖွားကိုတစ်ယောက်ရဲ့မိသားစုက၄ယောက်ရှိပြီးတော့မှဂျန်တဲ့သူတွေထက်ဒီအိမ်မှာအဖွားကြီးကိုသာအများဆုံးတွေ့ရကြောင်းပြောပြပါတယ်။နောက်ဆုံးတော့ဂရေးလေသူသမီးပြောတာကိုယုံသွားပြီးတော့အစီကံအားလုံးကိုခေါ်ပြီးတော့ဒီအရေးကိုမောင်းထုတ်ဖို့လုပ်ကြပါတယ်။ တရားတွေကလင်းကိုကြောက်တဲ့အတွက်ခန်းစည်းလိုက်ကားတွေကိုဖြုတ်ခမ်းလိုက်ပြီးတော့အိမ်လုံးလင်းတွေပြင့်နေအောင်လုပ်ပါလေအဲ့လိုနဲ့ဂရေတို့တယောက်တလန်းစီအိမ်ထဲလိုက်ပတ်ကြည့်နေရင်းနဲ့တနေရာမှာတော့ရင်နေခဲ့ကြတဲ့အိမ်မန်ရှင်တွေရဲ့ဓာတ်ပုံတွေကိုတွေးခဲ့ပါလေထူးဆန်းတာကဓာတ်ပုံတွေကလူတွေအားလုံးကအိပ်ပျော်နေတဲ့ပုံစံတွေနဲ့ရိုက်ထားကြတာပါဂရေလည်းထူးဆန်းတဲ့ဓာတ်ပုံတွေအကြောင်းကိုအန်တီဂေတီကိုမေးကြည့်တော့မှပုံတွေကလူတွေကအိမ်နေကြတာမဟုတ်ဘဲနဲ့တည်ဆုံးပြီးချိန်မှရိုက်ခဲ့ကြတာဖြစ်တယ်လို့ပြောပြပါလေအဲ့ဒါကတေသူတွေရဲ့စာအုပ်ခေါ်ပြီးတော့ လွန်ခဲ့တဲ့ရာစုနှစ်တွေကသူတို့ရဲ့ delay မှာတည်ဆုံးပြီးချိန်ဓာတ်ပုံရိုက်ပြီးတော့တင်ထားခြင်းကပုံရိပ်ဝိညာဉ်တွေအနေနဲ့ဆက်လက်ရှင်သန်နိုင်ပြီးတော့သူတို့အိမ်မှာအတူတကွပြန်လည်နေထိုင်နိုင်ကြောင်းနဲ့ချဲ့ရတဲ့သူတို့ရောက်တည်ဆုံးတဲ့အခါဝမ်းထဲပူဆွေးမှုတွေကလူတွေကိုထူးဆန်းတဲ့အရာတွေလုပ်ဖို့တွန်းအားပေးတတ်ကြတာလည်းဖြစ်နိုင်ကြောင်းပြောပြခဲ့ပါတယ်။ Grey လည်းထူးဆန်းတဲ့ဓာတ်ပုံတွေကြောင့်သူမသမီးအန်နာကတရားတွေကိုမြင်နေတာဆိုပြီးတော့ Anti-Gravity ကိုပုံတွေအကုန်လုံးကိုမိရှို့ခိုင်းလိုက်ပါတယ်။ အဲဒီညမှာတော့ gradient indicator ကိုအရင် invention တွေအကြောင်းကိုမေးတော့သူတို့ကလန်ဒန်ကိုပြောင်းသွားခဲ့ကြောင်းပြောပါတယ်။ပြီးတော့ grade ကလည်း Nidia ဘာကြောင့်စကားမပြောတော့တာလဲလို့သိချင်လို့နောက်တစ်ခါထပ်မေးခဲ့ပါတယ်။ indicator ကတော့ Nidia ကဒီအိမ်မှာပဲလှုပ်လှုပ်နေရင်းနဲ့တကယ်မှာတော့ဘာကြောင့်ကြောင့်ပဲမတည်ပဲနဲ့စကားမပြောတော့တာလို့ပြောပြခဲ့ပါတယ်။ grade က indicator ရဲ့အဖြေကိုစိတ်ထဲမကျလာတော့အမှန်ပါ။သူမစိတ်ထဲမှာတော့ Nidia ဟာစိတ်ဒဏ်ရာကြီးကြီးမားမားတစ်ခုခုအကြောင်းသာဒီလို trauma တစ်ခုရနေတာဖြစ်တယ်လို့တွေးလိုက်မိပါတယ်။ ညနေပိုင်းမှာတော့ပီယာနိုတီးနေတဲ့အတန်းကြောင့် Gray နဲ့အိယာကနေလန့်လို့လာခဲ့ပါတယ်။ပီယာနိုထားတဲ့အခန်းကို Gray နဲ့ NDK တီတို့သွားကြည့်တဲ့အချိန်ဒုတိယလိုအရေးတစ်ခုကပီယာနိုတီးနေတာကိုတွေ့လိုက်ပြီးတော့ Gray လည်းထိတ်လန့်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာ Gray က NDK တီကိုမင်းညားကမြင်ခဲ့တဲ့ဝိညာဉ်ကတကယ်ပဲရှိနေတာလားလို့မေးတော့ NDK တီကလည်းလောကကြီးမှာယုံရခဲ့မယုံရခဲ့တွေကရှိတယ်။တိတ်ဆုံးချင်းနဲ့ရှင်သန်ချင်းကြားကဆွဲလန်းစိတ်တွေကြောင့်ပိတ်မိနေတဲ့ဝိညာဉ်တွေကလည်းတကယ်ရှိတယ်လို့ပြောပြခဲ့ပါတယ်။ Gray လည်းသူမယောက်ျားဒီရင်ကြီးကိုဝယ်ခဲ့တော့က ိမ်ထဲမှာအရင်အရှင်တွေရဲ့အုပ်ကူတွေရှိတယ်လို့ပြောပြခဲ့တာကိုတတိယမိပြီးတော့ဘုံကြီးပင့်ပြီးတော့ဆူတောင်းဖို့အိမ်ပြင်ဘက်ကိုထွက်ခဲ့ပါလေ NGD တို့ကိုလည်းသူမဘုံကြီးသွားပင့်နေတော့အိမ်ထဲမှာရှိတဲ့အုပ်ကူတွေကိုရှာထားဖို့မှာခဲ့ပြီးတော့ထွက်သွားခဲ့ပါလေသူမထွက်သွားပြီးတဲ့နောက်မှာတော့ NGD ကတန်ရှင်းလုံနေတဲ့သူမယောက်ျားကိုခေါ်ပြီးတော့အိမ်ဝင်းထဲမှာရှိတဲ့အုပ်ကူတွေကိုလိုက်ရှာကြပါလေဂျန်ရဲ့တနေရာမှာအုပ်ကူတွေကိုတွေ့တော့ထူးဆန်းစွာနဲ့ NGD တို့လင်မယားဟာအုပ်ကူတွေကိုရှင်းရမယ်စာဘယ်သူမှမမြင်နိုင်အောင်ဖုံးအုပ်ထားခဲ့ပါလေ ရေဒီယိုဘုံတော်ကြီးပင်မို့အိမ်ကနေထွက်လာရင်လမ်းတနေရာမှာတော့မြူဘိုးတွေကပိတ်မောင်းနေအောင်ကြလာခဲ့ပြီးတော့ရှေ့ကိုဘာမှမမြင်နိုင်တော့အဖြစ်နေတဲ့ချိန်ရုတ်တရက်ဆိုသလိုစစ်တဲကနေပြန်မလာခဲ့သေးတဲ့သူမယောက်ျားချာလီကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့ဂရီလဲသူမယောက်ျားနဲ့မထင်မှတ်ဖင်းနဲ့တွေ့လိုက်တော့ဘုံတော်ကြီးပင်မို့မိသွားခဲ့ပြီးတော့လင်မယားနှစ်ယောက်တူတူအိမ်ကိုပြန်လာခဲ့ကြပါတယ်ကလေးနှစ်ယောက်ကလည်းသူတို့အဖေပြန်လာတော့မိသားစုပြည်စုံပျော်ရွှင်သွားကြပြီးတော့အဲ့ဒီခဏမှာတော့အရာအားလုံးကအဆင်ပြေနေခဲ့ပါတယ် ချာလီကတော့အိမ်ပြန်ရောက်လာဂရေကမိသားစုနဲ့အချိန်မပေးနိုင်ဘဲနဲ့အခန်းထဲမှာပဲတရှောင်ရှောင်နဲ့နေခဲ့ပါတယ်။ဒါပေမဲ့ဂရေကတော့သူမယောက်ျားပြန်ရောက်လာဂရေကအရာအားလုံးကိုမေးလျော့နေခဲ့ပြီးတော့တရားဝိညာဉ်နဲ့တကယ်ရှိတယ်လို့ပြောပြောနေတဲ့သူသမီးစကားကိုတော့ပြန်မယုံတော့လို့အန်နာလည်းစိတ်ပြက်နေခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာတော့ဂရေတယောက်သူသမီးအန်နာကိုပွဲတော်ဝတ်စုံလေးဝတ်ပေးပြီးတော့တခြားတစ်ခန်းကိုသွားခဲ့ပါတယ်။သူသမီးစီပြန်လာတဲ့အခါမှာတော့သူမပွဲတော်ဝတ်စုံလေးဝတ်ပေးခဲ့တဲ့သမီးလေးကအဘအူကြီးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရတော့ ဂရီလဲကြောက်လန့်ပြီးတော့ဘောက်အူကြီးကိုထုလိုက်ရိုက်လိုက်နဲ့သူသမီးလေးကိုပြန်ခေါ်ပေးဖို့ဒရက်ဆက်ပြောနေခဲ့ပါတယ်။တကယ်တော့ဂရီတယောက်ထွေးရိုက်နေတာကသူသမီးကိုသာဖြစ်ပြီးတော့အဘောက်အူကြီးပုံစံကသူမရဲ့မသိစိတ်ကသာမြင်လိုက်တာပဲဖြစ်ပါတယ်။အန်နာကတော့သူ့မေနောက်ထပ်ဆေးပေါက်ပြန်နေပြီဆိုပြီးတော့ကြောက်အားလန်နဲ့အော်ဟစ်ကထွက်ပြေးသွားခဲ့ပါတယ်။သူမယောက်ျားချာလီကလည်းသူမဒီလိုမကြာခဏဖြစ်နေတာကကလေးတွေအတွက်အန္တရာယ်ရှိကြောင်းပြောပြပါတယ်။ဂရက်ကသူမကိုသူမဘာကြောင့်ဖြစ်မှန်းမသိဘဲနဲ့တခုခုကသူမစိတ်ကိုနှောက်ယှက်နေတာတော့သတိထားမိနေခဲ့ပါတယ် ဂျာလီကတော့ဒူးဆန်းစွာနဲ့ပဲသူမဒီလိုဖြစ်နေတာကိုမရင်ဆိုင်နိုင်ဘူးဆိုပြီးတော့စစ်တဲပြန်သွားဖို့ပဲစွပ်ပြောနေခဲ့ပါတယ်။ဂရက်တယောက်သူမယောက်ျားပြောနေတဲ့ဇကားကိုချက်ချင်းငင်းဆန်လိုက်ပြီးတော့ဂျာလီကိုစစ်တဲပြန်မသွားလို့ကြောင်းနဲ့ဂျာလီသွားတိုက်မဲ့စစ်ဆိုတာလဲအပြင်းမတကယ်မရှိတော့ကြောင်းပြောပါတော့တယ်။ဒီလိုနဲ့နောက်နေ့ဂရေးအရာကနိုးလာတော့ဂျာလီကသူမဘေးမှာမရှိတော့တဲ့အတွက်ဝမ်းနဲ့နေခဲ့ရပါတယ်။အဲဒီချိန်ပေါ်တဲ့ကနေသူမကလေးတွေအော်တန်ကြားလို့ချက်ချင်းအိမ်မော်ကိုပြေးလာခဲ့ပါတယ်။ ဂရေကကလေးတွေကိုလင်းအောင်ကြောင်းနာကျင်လို့អော်ရီလို့ထင်ပြီးတော့ကလေးတွေကိုမောင်းတဲ့ခန်းလေးကိုအ мян ဆုံးထားဖို့ရှာပေမဲ့လေတိန်လုံးမှာရှိတဲ့ခန်းတိုင်းကလိုက်ကာတွေအကုန်လုံးဖြုတ်ထားလို့ကြောက်တင်မိုးချက်တွေနဲ့အလင်းအောင်မဝင်နိုင်အောင်ကာထားလိုက်ပါလေ။ဒါမဲ့လေသူမကလေးတွေကတော့နေအောင်ကြည်ကြောင်းအနီအောင်ဖူးပိန်တွေလည်းမပေါက်ဖဲနဲ့နာကျင်မှုမရှိတာတတိထားမိလိုက်ပါလေ။တကယ်တော့ကလေးတွေကသူတို့ဖေအိမ်ကနေပြန်ထွက်သွားတဲ့အတွက်ကြောင့်ဝမ်းနေပြီးတော့အော်ဟစ်ငိုယိုနေခဲ့ကြတာပဲဖြစ်ပါလေ။အဲ့တော့ဂရေကအစီကံဒီစီသွားပြီးတော့ပရင်းပေါက်လိုက်ကာတွေပဲရောက်သွားတာလေလို့မေးပေမဲ့ တို့ကဂယူးမဆိုင်ဘဲနဲ့ဒူမသားနဲ့သမီးကနေအောင်ကြီးနဲ့တမ်းမတဲတာမှုချောင်းပြောတော့ဂရိတ်ကစိတ်လိုပြီးတော့တို့သုံးယောက်ကိုအိမ်ကနေမောင်းထုတ်လိုက်ပါလေ။အဲနောက်ကလေးတွေကအပေါ်ထဲမှာတို့မေပရင်းပေါက်လိုက်ကာတွေကိုတဲကြီးမဲကြီးရှာဖွေနေတဲ့အတန်းကိုကြားနေရတော့တို့မေထပ်ပြီးတော့စိတ်ပေါက်ပြန်မှာကြောက်ပြီးတော့တို့ဖေနောက်ကိုလိုက်ဖို့အိမ်ကနေခိုးထွက်ခဲကြပါလေ။ဂရိတ်ကလိုက်ကာတွေကိုရှာရင်းနဲ့အစည်းကန်တွေနေတဲ့ခန်းလေးကိုရောက်သွားတဲ့ချိန်အဲ့ဒီခန်းလေးကတပ်ပုံတပိုကသူမတို့ကိုထိတ်လန့်သွားစေခဲ့ပါလေ။ ဲ့ဒီပုံတွေကလူတွေကတော့သူမအိမ်မှာအစည်းအဝေးလုပ်ခဲ့တဲ့ NDKD တို့မိသားစု၃ယောက်ရဲ့ပုံဖြစ်နေပြီးတော့သူတို့မိသားစုက1980ဝန်းကျင်လောက်မှာအင်ဂျီရဲ့ပိုင်ရှင်တွေဖြစ်ခဲ့ပြီးတေဆုံချိန်မှာတော့ဒေသူတွေရဲ့စာအုပ်ကိုပြုလုပ်ခဲ့ကြပြီးတော့သူတို့မိသားစုတေဆုံခဲ့တာကနှစ်ပေါင်း90ကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်။တကယ်တော့ဂျန်ထဲမှာ NDKD တို့ဂရီးမမီအောင်ဖွက်ထားခဲ့တဲ့အုပ်ဂူတွေကသူတို့မိသားစုရဲ့အုပ်ဂူတွေဖြစ်နေခဲ့လို့ပါ။အဲ့လိုနဲ့အန်နာနဲ့နီကိုလက်တို့ကအုပ်ဂူတွေကိုတွေ့ရှိခဲ့တဲ့အချိန်မှာတော့ အစီအကံနေဖြစ်တဲ့ NKD တို့၃ယောက်ကလည်းသူတို့နားကိုရောက်လာခဲ့ကြပါတယ်။ NKD တို့၃ယောက်ကကလေးတွေနောက်ကိုလိုက်လာတဲ့ချိန် Grey ရောက်လာခဲ့ပြီးတော့သူတို့ကိုတနက်နဲ့ပြစ်ပြီးတော့မောင်းထုတ်ခဲ့ပါတယ်။ဒါမဲ့ Grey မျောလင်းထားတဲ့အချိန်တရေတွေဖြစ်နေကြတော့ NKD တို့ကိုကြည်စံတွေကတက်ရောက်မှုမရှိခဲ့ပါဘူး။ Grey ကကလေးတွေကိုပြန်ခေါ်ခဲ့ပြီးတော့အိမ်တကားကိုပိတ်ထားခဲ့ပေမဲ့တရေဝိညာဉ်တွေဖြစ်တဲ့ NKD တို့ကတော့အိမ်တကားကိုထိုးပေါက်ပြီးတော့ဝင်ရောက်လာခဲ့ကြပါတယ်။ပြီးတော့ NKD က Grey ကိုတေတူတွေနဲ့အတူတူ DNG မှာတူတူနေထိုင်တတ်ဖို့လိုကြောင်းနဲ့ သူတို့မိသားစုကတီဘီရောဂါဆက်ခံခဲ့ရပြီးလွန်ခဲ့တဲ့နှစ်တွေကတည်းကတည်ဆုံသွားပြီးတော့ gray လိုပဲလာပေါင်းများစွာတည်ဆုံသွားတာကိုမသိဘဲနဲ့ဘာမှမဖြစ်ခဲ့သလိုအိမ်မှာဆက်ပြီးတော့နေထိုင်ခဲ့ကြတာလို့ပြောပြပါတယ်။ဒါပေမဲ့ဒီနေ့မှာသူတို့တည်ဆုံသွားတဲ့မန်တရားကိုတီးလိုက်တဲ့အချိန်မှာတော့အန်ဒီယာဟာထိတ်လန့်သွားပြီးတော့စကားမပြောတော့တာလို့ရှင်းပြခဲ့ပါတယ်။အဲဒီအချိန်ပေါ်ထဲမှာတော့ပွဲတော်နေကသူမသမီးနဲ့ထင်းအောင်ထင်းမဖြစ်ခဲ့တဲ့အပွားကြီးကကလေးတွေကိုရှာတွေ့သွားတာကြောင့်ကလေးတွေကသူမကိုလှမ်းခေါ်တဲ့အတန်းကိုကြားလိုက်လို့အပေါ်ထက်ကိုပြန်လာခဲ့ပါတယ်။ အပေါ်ရောက်သွားတော့ဘာကြီးနဲ့သူသမီးမြင်ရတဲ့ဗေတာဆိုတဲ့ကောင်လေးကသူတို့မိသားစုနဲ့အတူတူစပွဲဝိုင်းပတ်လည်မှာထိုင်နေကြတာကိုတွေ့လိုက်ပါတယ်။အဘကြီးကဂရိနဲ့သူမကလေးတွေကိုဆက်တွေ့ပြီးတော့စကားပြောဖို့အစီအစဉ်လုပ်နေကြတာပါ။တကယ်တမ်းမှာတော့ဒီဇယ်လမ်းမှာဂရိနဲ့သူမကလေးတွေကသာတရေတွေဖြစ်နေကြပြီးတော့အဘကြီးနဲ့ဗေတာတို့မိသားစုကတော့အကြောင်းမျိုးမျိုးနဲ့ဒီအင်ကြီးမှာနေထိုင်ပြီးတည်ဆုံခဲ့တဲ့ဝိညာဉ်တရေတွေရဲ့၆လံကျင်းကိုခံရရတဲ့တာမန်လူသားမိသားစုပဲဖြစ်ပါတယ်။ ဂရိတ်တို့မိသားစု၃ယောက်ကလည်းသူတို့တည်ဆုံသွားတာကိုတတိမထားမိခဲ့ပဲနဲ့ဘာမှမဖြစ်သလိုနေထိုင်နေခဲ့ကြတာပဲဖြစ်ပါတယ်။အဲဒီချိန်ဖွားကြီးကကလေးတွေကိုသူတို့တည်ဆုံသွားပြီလို့ပြောပြီးတော့သူတို့တည်ဆုံခဲ့တဲ့အချိန်ကဘာတွေဖြစ်ခဲ့သလဲလို့မေးပါတယ်။ဂရိတ်ယောက်သူမရဲ့ဖြစ်ဖြစ်တွေကိုထိတ်လန့်သွားခဲ့တော့အစီရင်ခံကိုရပ်တန့်ဖို့ကြိုးစားခဲ့ပေမဲ့တယောက်မှုမရှိတဲ့အခါမှာတော့အဖွားကြီးရဲ့လက်ထဲရေးနေတဲ့စာရွက်ကိုယူပြီးစုပ်ပြဲလိုက်တော့မှအစီရင်ခံကရပ်သွားခဲ့ပါတယ်။အဲဒီနောက်ဂရိတ်ကသူမချင်းတွေကိုလက်ခံလာခဲ့ပါတယ်။ တကယ်တော့ Grey ကသူမယောက်ျား Charlie စစ်တဲမှာတည်ဆုံးသွားတဲ့တဲ့င်းကိုကြားသိရတဲ့အချိန်မကန်စားနိုင်မဲနဲ့စိတ်ဓာတ်တွေကျသွားပြီးတော့မလုပ်တင်တာတွေလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့သူမကလေးတွေကိုတပ်ပစ်လိုက်ပြီးတော့သူမကိုယ်တိုင်လည်းဆုံးစီရင်ခဲ့တာပါ။အဲ့ဒီဖြစ်ဖြစ်ကြောင့်ပဲဇလန်းစာမှာ Grey တို့သားမိတွေကသူတို့တည်ဆုံးသွားတာကိုတတိမထားမိခဲ့ပဲနဲ့အင်ဂျီရီဘာကြောင့်အကြောင်းရင်းမရှိဘဲနဲ့အလုထွက်သွားခဲ့တာလဲလို့ထင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီအင်ဂျီမှာလက်ရှိနေထိုင်နေကြတာကဗီတာနဲ့သူတို့မိသားစုဝင်တွေဖြစ်ကြပြီးတော့ ဂရိနဲ့သူမကလေးတွေရဲ့ခြောက်လန့်မှုတွေကြောင့်သူတို့မိသားစုတွေကြောက်လန့်နေခဲ့ရတာလည်းဖြစ်ပါတယ်။ဇလန်းဆုံးမှာတော့ဗေဒာနဲ့သူမိသားစုကအိမ်ကနေထွက်ခွာသွားတာကိုဂရိကအပေါ်ဒက်ကနေကြည့်နေခဲ့ပါတယ်။အိမ်ကိုလည်းပြန်အောင်ချဖို့စာကတ်ထားခဲ့ပေမဲ့ဂရိတို့သားမိတွေကဒီအိမ်ကြီးမှာထာဝရနေထိုင်ဖို့ဂရိပြုထားတာကြောင့်နောက်ဝယ်မဲ့အင်ရှင်တွေအတွက်ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ကြရအောင်လားခင်ဗျာ။စကားလေးကတော့ဒါပါပဲခင်ဗျ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့ပရိသတ်တို့အကြီးစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။